ဘောက်ဒီမှာဆိုရင်ဒီဇိုင်း5ကိုညှက်တော့မယ်ပေါ့နော်ညှက်တော့မယ်ဆိုတော့မတော်ဒီအနာသားကိုလိုမျိုးလေးခောက်ထားမယ်နော်ခောက်ထားတဲ့မတော်ဒီလိုကိုရှည်ပေါ့နော်ကိုရှည်ကိုအပြန်ယူမယ်ဒါမျိုးလေးလှန်လိုက်မယ်နော်ဆိုတော့ဒီဖဲဝင်လေးကဒါအပေါ်ဘက်မှာလေးအမအပေါ်မှာဒီဖဲဝင်လေးအတက်ဖြစ်ရှင်လို့ပေါ့နော်အဲ့တော့နောက်ခြံလေးကိုဒီလိုလေးလှန်လိုက်မယ် အာပြီးလို့ရှိရင်ဒီဘက်မှာသူအတိုင်းအတာကြီးရှိရပေါ့နော်ဒီမှာဆိုရင်3 cm ဒီမှာဆိုရင်1 cm ဒီမှာဆိုရင်1ပေါ့နော်ဒီဘက်ဒီမှာဆိုလဲ1အဲ့အတိုင်းလေးညှက်သွားမယ်နော်နောက်ချမ်းပြီးတော့ဒါရှေ့ချမ်းပေါ့နော်သူ့မှာပါတဲ့ချုပ်စာတိုင်းတာတွေအတိုင်းညှက်သွားမယ်။ က်ညက်ပြီးလို့ရှိရင်မတို့ရှေ့ချမ်းမှာဒီလိုတင်ငေတလေးမှတ်မယ်နော်ဒီလိုတင်ငေတလေးအမားကြေးလေးပေါ့နော်အဲ့ကြမှာအမားတို့လက်တက်တဲ့အခါမှာရှေ့ချမ်းနဲ့နောက်ချမ်းခွဲနိုင်မှာပေါ့နော်ဒီလိုလေးပြီးရင်ဒီရှေ့ချမ်းအသေးလေးကိုညှက်မယ်နော် ပြီးရင်ဒီမှာဒါအသေးလေးပါမယ်ပေါ့နော်ဒီမှာပြထားတဲ့အတိုင်းဒီမှာ1 cm 1 cm 1 1ပေါ့နော်အဲ့လေးကိုမှတလှော်ရဲညံ့မယ်နော်သူကတစ်ခုပဲလိုချင်တာမဟုတ်ဘူးအလေးရပြီဆိုရင်မာတို့ကဘာညှက်မလဲဆိုတော့အစအစလေးကြီးအရှိလိုက်လေးညှက်မယ်နော်ဒီမှာဆိုအမအမဲစားကိုအတွန့်လုံမှာဆိုတော့အမဲကိုညှက်မယ်ပေါ့နော်တကယ်လို့ကတခြားစားမရှိဘူးဒီအင်ကြီးစားနဲ့ပဲအတွန့်လုံမယ်ဆိုလေရတယ်သူမပေါ်ဘူးပေါ့မပေါ်တော့ဘူးပေါ့နော်သူ့စားနဲ့သူဆိုရိုးရိုးကြီးရောရောနီးဖြစ်နေမှာပေါ့နော် အဲကို့အယောင်ရဲ့ light တဲ့ဒီအစပေါ့နော်အစကိုယူအတွန့်လုံးမယ်နော်ဒီမှာမတော့ဘလောက်လဲဆိုတော့3 cm 3 cm လေးတိုင်းပြီးတော့အဲ3 cm အစလို့အရှည်ကြီးပေါ့နော်အရှည်ကြီးကိုအတွန့်လုံးမဲ့လောက်ကိုပေါ့နော်ညှက်ရမယ်တူကလေအဆွေစားရပါရဲ့မလို့ဒီလိုမျိုးဒဲစားဆိုရရယ်နော်ဒီလိုမျိုးညှက် ဆိုမှလိုမျိုး3 cm 3 cm ကျိုးလေးညှက်ပြီးပြီဆိုရင်ရပြီเนาะအဲ့ဒါညှက်တာပြီးပြီရှေ့ချင်နဲ့နောက်ချင်အောက်အနားကိုကင်းချီလိုက်ပြီးတော့ခြံထားတဲ့အတိုင်း1 cm ခောက်မယ်เนาะအောက်အနားရေခောက်ပြီးသွားရေဆိုရင်ဒါရှေ့ချန်ပေါ့เนาะရှေ့ချန်ဒီလေဘင်းကြီးက အဲ့နေရာမှာမမဒီအတွန့်လေးကိုအရင်ထည့်မယ်နော်အဲ့တော့ဒီအတွန့်လေးကိုလို့အနားလေးကိုအရင်လုံးအောင်မှာအနားလုံးတဲ့အခါမှာလေဒီလိုလေးတစ်ခေါက်ခေါက်ပြီးရောဒီလိုတစ်ခေါက်ခေါက်အဲ့ပေါ်မှာဒီမျိုးဆက်နေနေလောက်မှာပေါ့နော်အဆုံးထိအဲ့အခုလောဆယ်ရောဒီအစနှစ်ခုအရင်ဆက်လိုက်မယ်ပေါ့နော်သူတို့ကတိုးနေတဲ့အခါကျမလောက်လို့လေငါပြောခဲ့လို့ဘယ်လိုမျိုးလေးခောက်မယ် ြီးရင်ဒါမျိုးထပ်ခောက်မှာပေါ့နော်နှစ်ခါခောက်ပြီးတော့ဒီဖျားကိုနင်းပါမယ် ဒါမျိုးအဆုံးထိနင်းပြီးသွားပြီဆိုရင်တော့ခုနကရှေ့ချမ်းလीရှေ့ချမ်းလေပင်ဖောက်ထားတဲ့နေရာမှာအရင်ဆုံးလာပြီးတော့တွတ်မယ်ဒီလားအခုဒီနေရာပေါ့နော်ဒီလိုမျောမျောရှိရနေရာဒီလိုအမျောရှိရနေရာဒီထိတ်ဆုံးမှာလာမယ်နော်ဒါအလှဘက်ပေါ့နော်အလှဘက်မှာအလှဘက်နဲ့ဘာနဲ့ပုံလဲဆိုအလှဘက်နဲ့မလှတဲ့ဘက်ဒီမှာအကျမ်းဘက်နော်အကျမ်းဘက်နဲ့အလှဘက်နဲ့ဒီလိုကပ်ပါမယ် ီရေ1 cm နေရာမှာစပြီးတော့နင်းမယ်နော်။နည်းနည်းနင်းလာပြီလို့ရှိရင်ဒီလိုမျိုးလေးတွန်းမယ်။လက်ကလေးနဲ့တွန်းတွန်းပြီးတွန်းပါ။ ပ်ပြီးတော့ဒီ down နေရာရောက်လာပြီပေါ့နော်အဲတော့ဒီမှာချုပ်လာရင်လည်းသူကဒီလိုမျိုး down zone နေရာရောက်လာပြီပေါ့နော် down zone နေရာရောက်တယ်ဆိုလို့ရှိရင်မာဂနာလေးကိုဒီလိုမျိုးလေးတစ်ချက်တောက်လိုက်မယ်ဒီလားဒီလိုလေးအတောက်မှာတစ်ချက်တောက်တောက်ပြီးတော့မာဂနာလေးကိုလှည့်လှည့်ပြီးတော့မဆက်ချုပ်မယ်နော်ချုပ်တဲ့အခါမှာလို့တွန်းတွန်းလေးလောက်သွားမယ် ဲဒါကိုအတွန့်တက်ပြီးသွားပြီဆိုလို့ရှင်မအပေါ်ပိုင်းလေးကိုကတ်ပြီးချုပ်မယ်နော်ထားပြီးသွားပြီဆိုလို့ရှင်ရင်အာဘီဘီဆိုလို့ရှိရင်အမားတို့ဒီအပေါ်ပိုင်းပေါ့နော်အပေါ်ပိုင်းအလယ်မှာအမားတို့ကဘာလဲဆိုကြဲ့ပြီးရှာလေးထဲမှာဒီအစပေါ့နော်ဒီအစရဲ့ဒီအလယ်တက်တယ်မှာဒီလားအဲ့လိုမျိုးလေးအဲ့တော့ ဒါလေးကိုဒီလိုမျိုးတဝက်ခောက်လိုက်မယ်အလဲတက်တက်ပေါ့နော်အလဲတက်တက်ကိုပြီးရင်မှတ်ထားမယ်ဘာလို့လဲဆိုတော့မဒီအတားလေးထည့်တဲ့အခါမှာအလဲတက်တက်ကြာချင်လို့ပေါ့နော်ဒါမျိုးမှတ်ပြီးပြီဆိုလို့ရှင်ရင်မမတို့ဒီအလဲမထက်မဲ့အသေးလေးကိုဒီလိုမျိုးတဝက်ခောက်မယ်ခောက်ပြီးရင်ခုနကလိုပဲကကြီးတောက်ပေါ့နော်တောက်ပြီးရင်အဲ့အလဲအလဲချင်းကိုဒီလိုမျိုးလေးပူလိုက်မယ်နော်ကဲအလဲအလဲချင်းရသွားပြီဆိုလို့ရှိရင်အမတို့သူ့ရဲ့ဘေးတစ်ဖက်တစ်ချက်ကို1 cm ခြံထားတဲ့အတိုင်းခောက်မယ်နော် 1 cm ချန်ထားတဲ့အတိုင်းခောက်ပြီးတော့ဒါဒီဘက်မှာချုပ်လိုက်မယ်ဒီတစ်ဖက်ပြီးလို့ရှိရင်ဟိုဘက်တစ်ဖက်ကိုလည်းအလိုပဲ1 cm ခောက်ပြီးတော့ချုပ်လိုက်မယ်ပေါ့နော်ပြီးရင်အမတို့ဒီအလဲမှာဟိုကြဲသီးလေး၃ခုတက်မှာနော်အဲ့ဒါ၃ခုတက်ချင်လဲရရဲနှစ်ခုပဲတက်ချင်လဲရရဲပေါ့နော်တွေ့အပေါ်ပိုင်းလေးရဒါလေးပေါ့နော်အဲ့ဒါဘယ်လိုကတ်ချုပ်မလဲဆိုလို့ရှိရင်ဒါအလှပဲပေါ့နော်သူကလည်းလှတယ်သူကလည်းလှတယ်အလှလှခြင်းကိုကတ်ပါဒါမျိုးလေးအလှလှခြင်းကိုကတ်မယ် ကက်ပီယာနဲ့အမတို့1စင်တီမီတာချုပ်သွားမယ်နော်အဲ့ပြီးအမတို့ဒီတောင်ဆုံးမှာဒီလိုမျိုးကက်ကြီးလေးတောက်ထားမယ်နော်ဘလောက်ထိတောက်လဲဆိုလို့ရှိရင်ဒီနားလေးကနေအမတို့1စင်တီမီတာပေါ့နော် 1စင်တီမီတာရှိတောက်မယ်ပြီးလို့ရှိရင်မအားတော့ဒီတောင်ဆုံးပေါ့နော်သူ့ရဲ့တောင်ဆုံးနဲ့ဒီရဲ့တောင်ဆုံးလေးနဲ့ကိုပတ်တီလေးထားမျိုးလေးဖြစ်ရမယ်နော်ဒီမှာအတို့နေရှိတယ်အဲ့တော့တေချာလေးလက်လေးနဲ့ရှင်းရှင်းပြီးချုပ်ရမယ်ထားမျိုးနင်းသွားမယ်နင်းသွားပြီးလို့ခုနကတောင်နော်ဒီမှာအချုံလေးလေးဒီချုံလေးလေးရတဲ့ခါဘာလို့မလဲဆိုရင်ဒီစအောင်ဒီလိုယူလိုက်နှိမ့်လိုက်ရတဲ့ဘောနော် အောက်ကိုရှင်းပြီးအပေါ်လှည့်ပြီးဒီဘက်ကိုဆက်လာမယ်ပြီးရင်မောင်ဒီထောင်လေးမှာအကြီးတစ်ချက်တော့တောက်ပြီးရင်ဒီသူ့ရဲ့ထောင်အောက်ကဆိုင်ထောင်နဲ့ဒီအပေါ်ကဒီထောင်နဲ့ကိုလူလေးကတ်ထား တက်ထားပြီးချုပ်နော်ဒီတောင်းဆိုဒီနေရာကိုရောက်ပြီဆိုတာ ਨੇ ဘာလဲဆိုတော့ဒီစောက်လှည့်မယ်နော်ဒီအစကိုဒီလိုမျိုးလေးဆွဲလှည့်လိုက်မယ်ဒီအောက်ကဟာကိုဒီဘက်ကိုတင်ထားပြီးတော့ဒီလိုလှည့် လှည့်ပြီးတော့အောက်လေးကိုလည်းရှင်းထားပါတော့။ဒါအစာလေးလိတ်မသွားအောင်ရှင်းရှင်းလေးလေးဖြစ်သွားအောင်ဒီလိုလေးလုပ်မယ်။ဒီမှာဆိုအစာရခုနေเนาะအောက်မှာနည်းနည်းလေးရှင်းထား အဲ့ပြီးရင်ပပက်လဲကင်းချီလိုက်မယ်ပေါ့နော်ကင်းချီလိုက်ပြီးရင်ဘာလို့ရမလဲဆိုတော့အမောက်ကတ်တကြောင်နေရမယ်ကတ်တကြောင်ကိုဒီဘက်ကနေပေါ့နော်အတွင်းတည်းကနေပြီးရောဒီလိုမျိုးလေးကက်ကက်ပြီးနင်းပါမယ်အဲ့လိုကန့်နင်းသွားမှသူကဒီအတွန့်လေးကမလန်တော့ဘူးပေါ့နော်လှလှပပလေးဖြစ်သွားမှာပါအဲ့ပြီးပြီဆိုရင်အမောက်ဒါနောက်ချမ်းနဲ့ရှေ့ချမ်းနဲ့ပခုံးပူပါပြီအလားအလှချင်း ကတ်ပြီးတော့လှိုင်းနှစ်ခုကတ်ပြီးတော့ဒီလိုမျိုးလေးပူးမယ်ပေါ့နော်1 cm ပူးပြီးပြီးတော့ကင်းချီလိုက်ရမယ်ပေါ့နော်ဒါကနှစ်ဖက်လုံးကင်းချီလိုက်ထားမယ် ကပခုံးကင်းချီလိုက်ပြီးသွားပြီပေါ့နော်ပြင်မအောင်လက်တက်ဖို့ပဲကြံပါရဲ့လက်တက်မဲ့ခါမှာမအောင်ဒါရှေ့ချမ်းပေါ့နော်ရှေ့ချမ်းကိုလက်မှာမအောင်ရှေ့ချမ်းနေရာလေးမှတ်ထားရလေအမားချစ်လေးဒါမှမဟုတ်အဲလိုမျိုးအချစ်ကလေးတစ်ခုခုပေါ့နော်အဲ့တော့ရှေ့ချမ်းရှေ့ချမ်းချင်းပို့ရမယ်ပေါ့နော်အဲ့တော့ဒီလက်ရှေ့ချမ်းရဲ့အဆုံးနဲ့ဒီအင်ကြီးကိုတဲ့ရဲ့အဆုံးနဲ့အရင်ဆုံးဒီလိုမျိုးလေးကတ်ပြီးတော့ပို့လိုက်မယ်ဒါလည်းအလှအလှချင်းကတ်တယ်ပေါ့နော်အလှအလှချင်းကတ်ပြီးတော့မှဒီလိုမျိုး1 cm ချုပ်ပါမယ် ဒါမှတော့ပုံမှန်ရိုးရိုးပဲချုပ်လာမယ်ချုပ်လာပြီးတော့ပခုံးဆက်ကိုမရောက်ခင်တလက်မအလိုမှာကြအမားကိုရက်ထားမယ်နော်ဘာလို့ဆိုတော့အဲ့နေမှာအတွန့်ထဲမှာဒါလက်ဖောင်းဆိုတော့လေပြီးရင်အမားတို့ဒီအနောက်ချမ်းအနောက်ချမ်းလေးကိုဒါမျိုးလေးလက်ကလေးနဲ့အရင်ယာမယ်ပေါ့နော်ယာပြီးတော့အမားဘယ်မှာရက်မလဲဆိုရင်အလဲပခုံးဆက်ချောင်းကိုမရောက်ခင်တလက်မအလိုမှာရက်မယ်အဲ့တော့ပြောချင်တာကဒီ နှစ်လက်မအတွင်းမှာပေါ့နော်ဟိုဘက်တစ်လက်မဒီဘက်တစ်လက်မနှစ်လက်မအတွင်းမှာမတော့အတွန့်ကလေးလို့ထည့်မယ်နော်အဲ့တော့ဒါမျိုးပင်းအပ်လေးထိုးထားမယ်ထိုးထားပြီးရင်ဒီမှာအစာလေးပိုလာရလေအဲ့တော့ဒါလေးကိုလက်ကလေးနဲ့ဒီလိုမျိုးအသားလေးတွန့်မယ်ပေါ့နော်တွန့်ပြီးတော့ချုပ်သွားမယ်အဒီမှာအရှိဘက်မှာအတွန့်နှစ်တွန့်ဆိုရင်အနောက်ဘက်မှာအတွန့်နှစ်တွန့်ပေါ့နော်အရှိဘက်မှာအတွန့်သုံးတွန့်ဆိုရင်အနောက်ဘက်မှာအတွန့်သုံးတွန့်ပေါ့နော်အဲ့လိုမျိုးညီးဖို့တော့လိုပါတယ်ဒါလေးကိုအတွန့်ကြီးမယ်ဆိုနှစ်တွန့်နဲ့ဒါရရပေါ့နော်ဒါလေးကိုကွာဆစ်ဆိတ်ကလေးလုပ်မယ်ဆိုလို့ရှိရင်ဒါသုံးတွန့်ထည့်မယ် ပေါ့နော်အဲဒီမှာတော့အမသုံးတွန်းထည့်လိုက်ပါတယ်အရှိသုံးတွန်းအနောက်သုံးတွန်းပေါ့နော်အဲ့ဒါချုပ်ပြီးပြီဆိုလို့ရှိရင်အမတို့ကပုံမှန်အတိုင်းဟိုအနောက်ဖက်ချမ်းကိုဆက်ချုပ်သွားရုံပဲပေါ့နော်ဒီလက်ဖောင်းထားတဲ့အစာလေးတွေကခုနကအထက်မှာပတ်ပြီးသွားပါပြီဒါဆိုရင်ဒါလက်ချုပ်လို့ရချုပ်လို့ပြီးပြီပေါ့နော်ကဲဒါဆိုရင်အမတို့လက်ဖောင်နှစ်ဖက်လုံးချုပ်လို့ပြီးပြီးအဲ့ဒီဟာကိုအမတို့ကင်းချီလိုက်ထားမှာပေါ့နော်ဒါကတော့ကင်းချီလိုက်ပြီးပါပြီဒါကလက်တက်ပြီးကင်းချီလိုက်ပြီးပြီဆိုလို့ရှိရင် မတော်ကဒီလက်ဖောင်ရဲ့အောက်နာကိုဒီလိုမျိုးအသေးလေးခောက်မယ်ပေါ့နော်ဒီမှာကတော့အဲတချို့ကင်းချီလိုက်ပြီးတော့1 cm ခောက်ချင်လည်းရပါတယ်ဒီမှာကတော့ကင်းချီလိုက်ပြီး1 cm မခောက်ဘူးပေါ့နော်ဒီလိုမျိုးအသေးသေးလေးတစ်ခောက်ခောက်မယ်ပြီးတော့အဲ့တတိနောက်တစ်ခောက်ပြန်ခောက်မယ်ပေါ့နော်အဲ့လိုနှစ်ခောက်ခောက်ပြီးတော့မှဒါမျိုးဆက်နေနင်းပါတယ်တသေးလေးပေါ့နော်ဒီလိုမျိုးလက်နိုင်အောင်ခောက်ဖို့တော့လိုတာပေါ့နော်ဒီလိုမျိုးလေးပဲအဲအဆုံးထိခောက်သွားမယ်လက်နှစ်ဖက်လုံးခောက်သွားမယ်နော် ပြီးရင်အမတို့ဒီမြှော့ချီကိုတုံးပြီးတော့ဗောနော်ဒီလက်ကလေးမှာအတွန့်ကလေးထည့်မယ်အဲ့တော့ဒီမြှော့ချီကကြတော့လေဒါလက်ကလေးနဲ့တူအသာလေးပဲရစ်တာဗောနော်ရစ်ထားတာဗောနော်အဲရစ်ထားတာလည်းမဆွဲရဘူးတအားလည်းမရောရဘူးဒီလိုမျိုးလွန်းဆန်မှာရစ်ပြီးတော့ရဲအနေထားအမတို့ပုံမှန်တိုင်းပဲလွန်းအိမ်ထဲမှာထည့်ပါမယ်မြောက်ချီကိုပုံမှန်တိုင်းလွန်းအိမ်ထဲကိုထည့်ပြီးအဲ့လွန်းအိမ်ကိုခြောင်ပေးရမယ်ပေါ့နော်ဒီသူ့ရဲ့ဝက်ဝလေးကိုကြောက်လဲနေဒီလိုမျိုးလေးခြောင်ပေးမယ် လုံးအိမ်ကိုခြောင်ပြီးပြီဆိုရင်မောက်ဆက်မရှိရဲ့ဒီနေရာလေခြေကိုတို့တော့ကြက်ပေးရပါမယ်ဒါကိုတော်တော်လေးကြက်ပေးမှာပေါ့နော်အဲ့တော့လုံးအိမ်ကိုခြောင်မယ်ဒါကိုကြက်မယ်ပြီးရင်အမတို့ကခြေအစိုက်အကျဲနော်ခြေစိုက်ရနည်းနည်းလေးကျဲပြီးနည်းနည်းလေးနော်ဘယ်လိုမျိုးအကျဲဆုံးတိမဟုတ်ဘူးငကိုနင်းတဲ့ဟာနဲ့အကျဲဆုံးတဲ့ဂျာစိုက်ကလေးပေါ့နော်အဲ့တုံးကူလောက်ပြီးရင်အမမျှော့ချနင်းလို့ရပါပြီ ပြီးရင်ဒါခုနကလက်အနားခောက်ထားတာပေါ့နော်ခောက်ထားတာရဲ့အပေါ်1.5ဝင်းကျင်ဒါမှမဟုတ်လဲ1ဝင်းကျင်ပေါ့နော်အဆင်ပြေလို့ရပါတယ်အဲ့လောက်လောက်မှာမအားတော့ဒါမြှောက်ချင်နင်းမယ်ဒါကတော့နင်းပြီးထားတဲ့ recipe ပါဒီလိုမျိုးလေးဖြစ်မယ်ပေါ့နော်ဒါလေးကိုလက်နှစ်ဖက်လုံးနင်းမယ်ဟိုဘက်ရောဒီဘက်ရောလက်အောင်နာကိုနင်းမယ်ပေါ့နော်အဲ့ဒါဆိုရင်အောက်ကဒီလိုမျိုးအလှလေးပေါ့နော်ရှုံးတုံလေးရပါပြီ ကဲလက်တက်ပြီးဆိုတော့မအောင်တာကိုတဲ့ဘီးပူလို့ရပြီပေါ့နော်ကိုတဲ့ဘီးကိုဟိုဘက်ရောဒီဘက်ရော3 cm ခြံပြီးတော့လက်မသမားဆိုကိုခြံထားတဲ့လက်မခြံပြီးတော့ဒါမျိုးပူမယ်ပူပြီးရင်ကင်းချီလိုက်ထားမယ်ပြီးရင်မအောင်ဒီလေဘင်းကိုလည်းဒီလိုမျိုးအတွန့်လေးတက်မယ်နော်အဲ့တော့အမအောင်ဒီအမဲစာလေးကိုအရင်တော့ပြတ်ထားတဲ့အတိုင်းလုံလုံလေးနှစ်ခေါက်ခေါက်ပြီးတော့အနားကိုချုပ်အဲ့တော့အမတို့ကဒါနောက်ချမ်းပေါ့နော်ဒါကနောက်ချမ်းအလှဘက်ဒါရှေ့ချမ်း နောက်ချင်လှနေတဲ့ဘက်ကိုဒီခမကအနားခောက်ထားတဲ့အတွန့်အစလေးတင်မယ်နော်တင်တဲ့အခါမှာလေဒီဟာကမလှဘက်ပေါ့ဒါအကျမ်းဘက်အကျမ်းဘက်မဟုတ်ဘူးနဲ့အလှဘက်ကိုသူ့ဘက်ကိုသွားတင်မယ်တင်တဲ့အခါမှာလိုလေးခောက်နော်ဘာလို့ဘာလို့အနောက်ကတင်တာလဲဆိုလို့ရှိရင်ဒီဆက်ရည်ကိုရှေ့မှာမမြင်ချင်လို့ပေါ့နော်ပြီးရင်မအား1 cm နေမယ်ပစိမီတာညမှာတုတ်ပြီးတော့ဘာလဲဆိုတော့အတွန့်ထဲမယ်နော်။အမျိုးလက်ကလေးနဲ့တွန့်တွန့်လာတယ်။ တ်ပြီးရင်တွင်ရင်လည်းမမတို့ခုနကခောက်ထားတဲ့နေရာလေးကိုရောက်လာရင်နော်ရောက်လာပြီဆိုလို့ရှိရင်မမတို့ကအဲ့ခောက်ထားတဲ့နေရာလေးရဲ့အပေါ်ကိုတလက်မလောက်ဝင်ပြီးတော့နင်းပေး။ Oh sorry 1 cm လောက်ဝင်ပြီးတော့နင်းပေးနော်။ဒါလေးနင်းပေးပြီဆိုလို့ရှိရင်ကိုယ်စားအရန်ရှည်နေရဆိုရင်ဒါဖြတ်ထုတ်ပေါ့နော်။ဒါကနည်းနည်းလေးပဲပိုရတဲ့ဒီလိုလေးပဲညှက်လိုက်မယ်။ပြပြကမှာဒီမှာဒီလိုမျိုးအဟလေးနှစ်ခုဖြစ်သွားရပေါ့နော်အဲ့လေးကအပေါ်ကနေဒီအမဲလေးနဲ့ပေါ့နော်ကိုကတခြားရောင်ဖက်တခြားရောင်နေတယ်ဒီလိုမသိမသာလေး ဒီလေးပိတ်လိုက်เนาะအဲ့ဆိုရင်စစ်ပေးတာဖြစ်သွားပြီပေါ့เนาะပြီးရင်ဒီနားမှာစာလေးထွက်နေအောင်လုံမလေးညက်ညက်ပြီးရင်မော်ဒီ1 cm ချုပ်ထားတဲ့နေအောင်ကင်းချီလိုက်เนาะဒါတမျိုးလေးကင်းချီလိုက်ပြီးသွားရဆိုလို့ရှိရင်မတို့ကဒီအနောက်ဘက်ကနေပေါ့နော်နောက်ဘက်ကနေဒါလေးကိုလိုမျိုးလေးလှန် လမ်းမျိုးလှနေဘက်ကနေလို့ကတ်တချောင်းလေးနင်းမယ်နော်အနောက်ဘက်ကနေနင်းနိုင်ဆိုတာကဒီနင်းထားတဲ့တုတ်ထားတဲ့အရာကိုရှေ့မှာမပေါ်ခြင်းလို့နော်အဲဆိုရင်နောက်ချမ်းနေစပြီးတော့ကတ်တချောင်းနင်းမယ်နော်လို့ရှိရင်မအားတို့ဒါ11လေးကုတ်တာပြီးပါပြီ။ มลียาตาบาดิฮาเลโอมีบุหรี่ติดชาได้ไหมเนาะ